တဲရပဲစီဒီကနေ့အော်တိုဘာလ18ရက်တောက်ကြနေ့ဂန်နရီတိုင်းသရင်ဌာနရဲ့ညနေခင်းရုပ်သံသတင်းအစီအစဉ်မှာစတာလီကုမ္ပဏီကိုစွပ်စွဲမှုပြုလုပ်နေတဲ့အတွက်အင်တာနက်အသုံးပြုခွင့်ရပ်တန့်သွားမှာကိုစိုးရိမ်နေကြတဲ့သတင်းထွက်ပြေးတိမ်းရှောင်နေရတဲ့ဘောရန်ဂျေးရွာပြည်သူတွေအရေးပေါ်စာနာရေးခါနဲ့နေရာထိုင်ခဲ့ကူညီလိုအပ်နေတဲ့အခြေအနေစက်ကွန်ရှင်ရွေးကောက်ပွဲဟာယုံကြည်တဲ့ရလထွက်လာမှာမဟုတ်ဘူးလို့ဥရောပသမဂ္ဂပြောကြားလိုက်တဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင် ထိုင်းမြန်မာနယ်စပ်မှာခြေစိုက်ထားတဲ့ကြားဖြတ် online ငွေလေလုပ်ငန်းတွေဟာ Starlink Internet ကိုအသုံးပြုပြီးငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကိုပြန်လည်လှုပ်ဆောင်နေတာကြောင့် Starlink ကုမ္ပဏီကို America Corporate မှာရှိတဲ့ကော်မတီကစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ BBC သတင်းဌာနမှဖော်ပြထားပါတယ်။အခုလိုအခြေအနေတွေကြောင့် Starlink အသုံးပြုခွင့်ရပ်တသွားမလားဆိုတဲ့ပေါ်စစ်တပ်ရဲ့ Internet ဖြတ်တောက်မှုကိုခံရတဲ့ Greenpeace ပါဝင် တခြားသောနေရာဒေသတွေမှာနေထိုင်သူတွေကစိုးရိမ်နေကြတာပါ။စတားလီတွေကိုပိတ်လိုက်နိုင်တာကြောင့်အကြမ်းဖက်မှုကိုထိထိရရောက်ကင်တွယ်ဖြစ်ရှင်းနိုင်မယ်ဆိုရင်ကောင်းမွန်တဲ့အချက်ဖြစ်နိုင်မယ်ဆိုပေမဲ့ငွေကြေးလေလံမှုနဲ့မသက်ဆိုင်တဲ့ပြည်သူတွေရဲ့အကျိုးစီးပွားအတွက် စိုးရိမ်စရာရှိတယ်လို့ GNB ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အထွေမှုနှစ်ဥပညာက ပြောပါရယ်ပြည်သူလူထုအများစုဟာစတားလီကိုအသုံးပြုနေရတာဖြစ်ပြီးစတားလီသာ အသုံးပြုခွင့်မရတော့ဘူးဆိုရင် greeny ပြည်တွေဖြစ်ပွားနေတဲ့အကြောင်းအရာတွေသတင်းအချက်လက်တွေပုံမခက်ခဲလာနိုင်ပြီးနိုင်ငံတကာကအကူအညီရရှိဖို့ဂျိုးပန်းဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေအတွက်လည်းစိန်ခေါ်မှုများလာနိုင်တယ်လို့ greeny data ခန့်တူကပြောပါတယ် greeny ပြည်မှာစစ်တပ်အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ဖုန်းလိုင်းအင်တာနက်လိုင်းတွေအပြင်လက်စီမီတွေဖြတ်တောက်ခံလိုက်ရတဲ့အတွက် Starlink အင်တာနက်ကိုသာအထူးအားထားနေရတာဖြစ်ပါတယ် အော်တိုဘာလ17ရက်နေ့ကစလို့ပို့အပ်ပြီးသူစီ PNO PNA နဲ့စက်ကွန်ရှင်ပူပေါင်းတက်တို့စစ်ချောင်းထိုးပြီးယာထွေးကနေအိမ်တွေကိုမြေရှုဖျက်ဆီးခဲ့တဲ့အတွက်ဗီလိုယာကိုထွက်ပြေးတိမ်းရှောင်နေရတဲ့ဘောရန်ဒေတာခန်တွေဟာလက်ရှိချိန်မှာအရေးပေါ်စာနာရိတ်ခါနဲ့နေရာထိုင်ခိကူညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ဆက်ရှောက်ကူညီရဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Job for Care ကနေကူညီကဲထုတ်ပေးခဲ့တာဖြစ်ပြီးလုံခြုံတယ်လို့ယူဆရတဲ့နေရာတစ်ခုကို ရောက်ရှိနေကြပေမဲ့အရေးပေါ်ကူညီတွေလိုအပ်နေတယ်လို့ Job for Kenya အဖွဲ့ရဲ့တာဝန်ခံတဦးကပြောပါတယ်။ဒါရီပြင်ကလေးငယ်နဲ့တက်ကြီးရွယ်အိုလူဦးရေများတာကြောင့်ကျန်းမာရေးဆောင်ရှောက်မှုအကူအညီတွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်။လက်တော်အခြေအနေမှာ Job for Kenya အပါအဝင်တခြားသောဆက်ဆောင်ကူညီရေးအဖွဲ့တချို့ကစားနာရိက္ခာအတွက်ဆန်နဲ့ကုတ်ချောက်တချို့ကို ထောက်ပံ့ကူညီထားပေမဲ့အရေးပေါ်လိုအပ်ချက်တွေများနေသေးတာပါ။ဘော်ရန်ကြီးရွာဟာအပေါ်ရွာနဲ့အောက်ရွာနှစ်ခုရှိပြီး လူဦးရေ1600ဝန်းကျင်ရှိတယ်လို့သိရပါတယ်ရှင်။စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲဟာယုံကြည်ရတဲ့ရက်လထွက်ပေါ်လာနိုင်မှာမဟုတ်တဲ့အတွက်ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကမလွတ်ဘူးလို့ဥရောပသမဂ္ဂ EU ရဲ့လူ့ခွင့်ရေးဆိုင်ရာအထူးကိုယ်စားလှယ်ကကြာရာပတိနေ့မှာပြောကြားလိုက်ပါတယ်။လက်ရှိအခြေအနေအရမြန်မာနိုင်ငံကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအတွက် လိုအပ်တဲ့အခြေအနေတွေမဖြစ်စေနိုင်သေးဘူးလို့သူကဆက်ပြောပါတယ်။အနောက်နိုင်ငံအများစုကလည်း လာမဲ့ရွေးကောက်ပွဲပေါ်မယုံကြည်ချဘူးလို့ရိုက်တာသတင်းဌာနမှဖော်ပြထားပါတယ်။စစ်အာဏာသိမ်းမှုကြောင့်နိုင်ငံတွင်းနေမျိုးတွေရဲ့ထက်ဝက်ကျော်မှစစ်ပိပခဖြစ်ပွားနေပြီးစစ်ကောင်းဆောင်ဘူချုပ်မှုကြီးမင်းအောင်လိုက်ကအဲ့ဒီဒေသတွေမှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ NCA ဆယ်နှစ်ပြည့်အခမ်းအနားမှာပြောဆိုသွားခဲ့ပါတယ်။တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတဲ့ဂရင်းနီပြည်တွင်းမှာလည်းရွေးကောက်ပွဲကိုဆက်ကျင်ကြဖို့အရက်ဘက်အဖွဲ့အစည်းတွေကတိုက်တွန်းနှိုးဆော်ကြပါတယ်။ ခရင်ီမျိုးသားတိုးတက်ရေးပါတီ KNPP ကတော့ရွေးကောက်ပွဲရဲ့သဘောတဘောအရလူထုကိုသာအခြေခံရမယ်လို့ပြောဆိုထားပါတယ်။အကြောင်းမျိုးမျိုးကြောင့်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့မဲဆန္ဒနယ်တွေကိုလာမယ့်အစိုးရနဲ့ရွေးကောက်ပွဲကော်မရှင်တို့ကြားချဖြရွေးကောက်ပွဲကျင်းပနိုင်တဲ့အချိန်မှာဖြစ်စီပြီးအားလုံးပြည့်စုံအောင်လှုပ်ဆောင်သွားမယ်လို့စကောင်းဆောင်ကပြောဆိုထားပါတယ်။ကနေရီထိုင်းတရင်ဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ ဂရင်းနီပြည်သူပြည်သားအားလုံးဘင်ကေလို့ချုပ်ကြပါစေရှင်ကျမမော်လေးများပါ